မိတ်ဆွေတို့ကစာအုပ်အထုကြီးတွေဖတ်ရမှာပြင်းလား PDF ဖိုင်ရှီကြီးတွေမေးလိုက်တာနဲ့ခေါင်းကိုက်သွားတာလားဒါမှမဟုတ်ကိုတိကျင်တဲ့အကြောင်းအရာတစ်ခုကို Google မှာလိုက်ရှာဖတ်ရင်ဟိုလင်းဝင်ကြီးဒီလင်းဝင်ကြီးနဲ့အချင်းတွေကုန်ပြီးဘာမှရေရေရာရာမမှတ်မိတော့တာမျိုးကြုံဘူးလားဒီနေ့မှာတော့အဲ့ဒီပြဿနာအားလုံးကိုဖြေရှင်းပေးမယ် Google ရဲ့ show ဖွဲ့လက်နဲ့တစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်သူကတင့်အစားစာဖတ်ပေးမယ်အနစ်ချုပ်ပေးမယ် ြီးရင်မယုံနိုင်စရာကောင်းလောက်အောင်မြန်မာလို podcast တစ်ခုလို့အတန်ထွက်ပြီးပြန်ပြောပြပေးမယ်ထူးတစ်ခုပါအကောင်းဆုံးမှာတော့ Google ရဲ့နောက်ဆုံးပေါ် Gemini 3 Pro နဲ့ Nano Banana Pro နီးပညာတွေကိုပေါင်းစပ်သုံးထားပြီးတရားရဟန်းတို့အခမဲ့ရနေကြပါပဲဒါကတော့ Notebook Elma ဘလို့သုံးရမလဲဆိုတာအခုပဲကြည့်လိုက်ကြရအောင်ပထမအဦးဆုံးအနေနဲ့ notebooklm.google.com ကိုတွားလိုက်ပါ ကြည်မဲရှိုံနဲ့တန်းတုံးလို့ရပါပြီ notebook lm ဆိုတာရိုးရိုးချက် gpt တို့လို့ချက်ပေါ့မဟုတ်ပါဘူးသူက grounded ai ဖြစ်ပါတယ်ဆိုလိုတာကမိတ်ဆွေတို့ထည့်ပေးလိုက်တဲ့စာအုပ် pdf file တို့မဟုတ် website link တွေကအချက်လက်ကိုပဲအခြေခံပြီးဖြည့်ပေးတာပါရှောက်ပြောတာ hallucination မရှိပါဘူးဒါကြောင့်ចောင်းသားတွေ researcher တွေအတွက်အရန်ကိုစိတ်ချရပါတယ်စအုံးဖို့အတွက် new notebook ဆိုတာလေးကိုနှိမ့်လိုက်ပါဒီအဆင့်ကအရေးကြီးပါတယ်ကိုလေ့လာကျင်တဲ့ source တွေကိုထည့်ရပါမယ်ဘယ်ဘက်ထောက်မှာ add source ကို နှိမ့်လိုက်ပါကျွန်တော်ကတော့ဥပမာအနေနဲ့ Steve Jobs အကြောင်း PDF file တခုကိုထည့်လိုက်ပါမယ် PDF ရမကဘူး website link တွေ audio file တွေနဲ့ YouTube video link တွေပါထည့်လို့ရပါတယ် ဥပမာ Steve Jobs ရဲ့ main cone video ကို မကြည့်ချင်ဘူးစာပဲဖတ်ချင်တယ်ဆိုရင် link ယူလာပြီးဒီမှာ paste လုပ်လိုက်ပါ Gemini 3 Pro နဲ့ Nano Banana Pro ရဲ့စွမ်းရည်ကြောင်းစာမျက်နှာထောင်ချီတဲ့ data တွေကိုတောင်စက္ကန့်ပိုင်းနဲ့နားလည်နိုင်စွမ်းရှိပါတယ် source တွေထည့်ပြီးပြီဆိုရင်ညာဘက်က studio နေရာကိုကြည့်လိုက်ပါဒီနေရာဟာကျွန်တော်တို့လို creator တွေចောင်းသားတွေအတွက်ရတနာတိုက်ပါပဲ ဘာလို့လဲဆိုတော့ Magic 2ရှစ်ခုတိတိပါဝင်လို့ပါပဲတခုချင်းစီ အသေးစိတ်ကြည့်အောင်ပထမဆုံးကတော့နာမည်ကြီး Audio Overview ပါ Software မှာပြင်းရင်ဒါကိုနှိမ့်လိုက်ပါ AI host နှစ်ယောက်ကကျွန်တော်တို့ရဲ့ data တွေကို podcast တခုလို အပြင်အလန်ဆွေးနွေးပြီးရှင်းပြပါလိမ့်မယ်နာမည်နှစ်ကတော့အသက်ဆက်ဆက် feature မှာ Video Overview တဲ့အတန်ဒီရဲ့ပဲနားထောင်ရညီငွေ့နေပြီလားဒါကိုနှိမ့်လိုက်ရင်ပုံတွေနဲ့တေချာရှင်းပြနေတယ်လို့မျိုး ဗီဒီယို format နဲ့အနှစ်ချို့ပြပေးမှာပါ YouTube short တွေအတွက် content ရှားနေရင်ဒါကိုတုံးလို့ရပါတယ်နံပါတ်3က mind map ပါစောက်တော့လုံးဖတ်ပြီးတာတော့ခေါင်းထဲမှာရှော့နေတုန်းကဒါကိုနှိပ်လိုက်ပါအဓိကအချက်ကနေဘာတွေခွဲထွက်သွားလဲဘယ်အချက်နဲ့ဘယ်အချက်ဆက်ဆက်နေလဲဆိုတာကိုမိပုံဆွဲပြီးရှင်းပြပေးပါလိမ့်မယ် idea အစ်စ်တွေစဉ်းစားဖို့အရင်အတော့ဝင်ပါလိမ့်နံပါတ်4က repost ပါရုံးသမားတွေအတွက်အသက်ကြီးမဲ့ feature ပါ မီတင်ရီကော့ဒ်တွေ data တွေကိုလူကြီးစီတင်ဖို့အစင်သိနေတဲ့ report design of shit second ပိုင်းအတွေ့ရေးထုတ်ပေးမှာပါ။နံပါတ်9က flash ကပါ။ကျောင်းသားတွေစာချက်တဲ့အထားမှတ်မိလွယ်အောင် ရှေ့မှာမေးခွန်းနောက်မှာအဖြေပုံစံကတ်ပြားလေးတွေလုပ်ပေးပါတယ်။ဖုန်းနဲ့ထည့်ပြီးလမ်းသွားရင်းမှတ်ယူပါပဲ။နံပါတ်6က quiz ပါ။ကိုကိုကိုစာရမရပြန်စစ်ချင်ရင်သုံးပါ။စာအုပ်ထက်ကအချက်တွေကိုအခြေခံပြီးမေးခွန်းတွေထုတ်ပေးပါတယ်။စာမေးပွဲမတိုင်ခင် practice လုပ်ဖို့အကောင်းဆုံးပါပဲနံပါတ်ခွန်က infographic ပါ စာရီကြီးပဲနားထောင်ရတာမျက်စိညောင်းနေဆိုရင်ဒါကိုနှိပ်လိုက်ပါအချက်လက်တွေကို ကြည့်ရလွယ်မဲ့ပုံတွေဇာတ်ရည်အထိပြောင်းပေးပါတယ် presentation လုပ်တဲ့အခါထည့်သုံးရတော့အရင်မိုက်ပါတယ်နောက်ဆုံးနဲ့အကိုက်ဆုံးတစ်ခုကတော့ slide deck ပါ powerpoint လုပ်ဖို့အချိန်မရှိဘူးလားဒါကိုနှိပ်လိုက်တာနဲ့ presentation slide တွေကိုအစင်သစ်ထုတ်ပေးသွားမှာဖြစ်ပါတယ်ကိုက copy ယူပြီး ဒီဇိုင်းလေးညံ့ညံ့ပြင်လိုက်ရုံပါပဲတွေ့တဲ့အတိုင်းပါပဲ audio video ပုံ slide report အကုန်ရပါတယ်အရင်ဆိုဒီရှစ်မျိုးလုံးရဖို့ tools တွေအများအိတ်သုံးရမှာပါအခု notebook element မှာတနေရာတည်းနဲ့အကုန်ရနေပါပြီကဲခုနကကျွန်တော်ခြံခဲ့တဲ့ audio overview ကိုပြန်သွားရအောင်အရင်ကဒါကိုအင်္ဂလိပ်လိုပဲပြောတယ်ထင်ပြီးတိတ်မသုံးကြအောင်မလားတည်င်းထူးပါပဲအခုမြန်မာလိုပါရနေပါပြီ ကျွန်တော် generate ကိုနှိမ့်လိုက်မယ်နော်နားထောင်ကြည့်ရအောင် Steve Jobs ဆိုရင်လေသူ့အကြောင်းပြောကြတာတွေရေးကြတာတွေကတော့အများကြီးပဲဒါပေမဲ့အများစုကအပြင်လူရဲ့အမြင်တွေဖြစ်နေတတ်တယ်ဒီနေ့ကြတော့လေသူ့ရဲ့အတွင်းစည်းသေးကလူ Apple ရဲ့အကြီးအကျယ်ဒုတိယဥက္ကဋ္ဌဟောင်း J. Elliot ရဲ့မျက်လုံးကနေဆင့်သူ့ရဲ့ခေါင်းဆောင်မှုကို အများကြီးအမ်တီ29ဆွမ်းရဲ့နင်းနေတဲ့အပိုင်းတွေကိုဆွေးနွေးကြည့်ခြင်းပါတယ်ဟုတ်ပါတယ် ကျမတို့ဒီနေ့အဓိကကိုးကားမှာက J Elliot ကိုရရေးခဲ့တယ် The Steve Jobs Way ဆိုတဲ့စာအုပ်ပေါ့ကြားတဲ့အတိုင်းပါပဲဗျာမိုက်တယ်မလားကိုဖက်ရမှာတင်းတဲ့မြမအစားအုပ်တွေစောင်းပါးတွေကိုအခုလို ရေဒီယိုနားထောင်သလိုနားထောင်လို့ရသွားပြီဒါကြောင့်ဒီနေ့ဆွေးနွေးရဲ့ content creator တွေစာပတ်ချိန်မရှိတဲ့သူတွေအတွက်တော့တကယ်လက်မလွတ်တင်တဲ့အခွင့်အရေးပါပဲဒါပေမဲ့အတန်နားထောင်ကောင်းယူလည်းမပြီးသေးပါဘူး Google Notebook L မြင့်အားအကိုရဆုံး feature တကိုကြံပါသေးတယ်။အဲ့ဒါက citation lock ခေါ်တဲ့ကိုးကားချက်ပြောက်ပြီးခြင်းပါပဲ။တာမန် AI တွေကတခါတလေလျှောက်တိုးတတ်တယ်။ဒါပေမဲ့ဒီမှာကြည့် AI ပေးတဲ့အသေးရဲ့ဘေးနားမှာနံပါတ်၄ဒီပါလာတယ်။အဲ့ဒီနံပါတ်ကိုနှိပ်လိုက်ကြည့်လိုက်ရင်မူရင်းစာအုပ်ရဲ့ဘယ်စာမျက်နှာဘယ်စာကြောင်းကနေယူထားလဲဆိုတာကိုအတိအကျပြပေးပါတယ်။ဒါကြောင့်ကျောင်းသားတွေ assignment လွတ်တဲ့အခါ ရီစာရှာဒီဒေတာရှာတဲ့အခါမှာတရားရခိုင်နှုန်းယုံကြည်စိတ်ချရတဲ့တခုတည်းသော AI ပါတယ်။နောက်ဆုံးအနေနဲ့ sharing feature ပါ။ group project လုပ်နေတဲ့ចောင်းသားတွေ team နဲ့အလုပ်လုပ်တဲ့ယုံသမားတွေတော့ပါ။ညာဘက်ထိပ်က share icon ကိုနည်းလေးတငယ်ချင်းရဲ့ gmail ကိုထည့်ပြီးတာနဲ့ဒီ notebook တစ်ခုလုံးကို အတူတူဖတ်လို့မေးခွန်းမေးလို့ရသွားပါပြီ။မင်းနဲ့အတိုင်းပါပဲ။မြန်မာလိုအတန်းထွက်ပြီးတယ်။ကိုးကားချက်တွေအတိအကျပြပေးတယ်။ note တွေထုတ်ပြီးတငွေချင်းတွေနဲ့ပါ မျှဝေသုံးလို့ရတယ်။ဒါကြောင့် notebook LM ဟာလောလောဆယ်မှာအကောင်းဆုံး free learning tool ဖြစ်နေတာပါ။ဒီနေ့ပြပေးခဲ့တဲ့ feature ၈မျိုးလုံးကိုလက်တွေ့အသုံးချနိုင်ရင်မိတ်ဆွေတို့ရဲ့လေ့လာမှုစွမ်းရည်ကအများကြီးတိုးတက်လာမှသိကြပါရစေ။ Google Notebook LM ကလက်ရှိမှာ free ပေးထားတော့မို့လို့အခုပဲစမ်းသုံးကြည့်ကြပါ link ကို description မှာထည့်ပေးထားပါတယ်ဒီဗီဒီယိုလေးကသင်အကျွအကျိုးရှိတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့ tag နဲ့ပတ်သက်တဲ့အကောင်းဆုံးအခက်မဲ့အနည်းလမ်းကောင်းတွေကိုအမြဲတင်ဆက်ပေးမယ်ကျွန်တော်ရဲ့ microwave creation channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ